ဲချိန်ဘွဲတော့ကံပြီးတော့ခုစနစ်ထိုးနေဒီတော့ဖူဆယ်ဖန်းနဲ့ကံပါမယ်ကဲဒီကွင်းမှာညမှာပျော်ပွဲကံဖြစ်တယ်အရှင်းနိုင်ရှိပါပြီအဲဘောလုံးကံမို့ဘောလုံးကုန်းကိုသွားနေရဖြစ်ပါလေအခုကဟိုးတစ်ခါလီကန်နဲ့ကွင်းကိုပဲစပိန်နဲ့သွားနေတာဖြစ်ပါလေပေါ်ရခံကြမှာဘလို့ပုံစံမျိုးကံမယ်ဆိုတော့သိချာသိရမှာဖြစ်အရင်တစ်ပတ်တနင်္ဂနွေကရှင်ဘူရီဘက်မှာသွားပြီးတော့ကံတာ ဒီမှာရှိရကစားသမားတွေများများကကိုကန်နေကြကိုပိုင်တင်းနေရှိတယ်။မရှိရတယ်ကလည်းမရှိဘူးပေါ့။ကိုကန်နေကြကိုပိုင်တင်းနေတာအပတ်စဉ်ပြိုင်ပွဲရှိရဆိုရင်တော့ကိုအင်းနဲ့ကိုကန်တယ်။အကယ်၍ကိုအင်းအပြိုင်ပွဲဝင်တာမျိုးမရှိဘူးဆိုရင်တခြားအင်းတွေမှာသွားကန်တာရှိတယ်။အချို့ကဒီမှာအပျော်ရန်အင်းတွေကန်တာပတ်စံရလားမေးရကြည့်ရှိတယ်။အဲ့ဒါပုံစံလားသာကြီးနဲ့ရကြတာတော့မရှိပါဘူး။ပွဲတွေကန်တဲ့အခါကျရင်ဖလားရရင်ပေးတာမျိုးတွေတချို့အင်းတွေကတော့ စခေါ်ကနေဟိုဘလောက်ပြီးမယ်ဆိုပြီးခေါ်တာမျိုးရှိတယ်ပြီးတော့ landscape တွေပါအစီအစဉ်ပြီးရဲ့အဲ့လိုမျိုးရရှိတယ်ပုံမှန်တော့ဒီတိုင်းပဲပြီးလို့သွားကန်ပြရတယ်အဲ့လိုမျိုးလည်းရှိရပေါ့ဟိုလိုပုံစံလားတာနေနဲ့ပြရမျိုးမရှိဘူးအားလုံးကတနည်းနည်းတည်းရမှာကန်တယ်ကျန်တဲ့ရက်တွေမှာကိုယ့်အလုပ်ကိုလုပ်ကြရတယ် အဲ့ဒါအောင်မှာတချို့ကအလုံးမလုတ်ဖဲနဲ့ဒါမျိုးပဲလိုက်ကန်နေသေးတယ်ရှိတယ်။သူလည်းတခြားတစ်ခုခုတော့လောက်ရတာပေါ့။အလုံးမလုတ်ဖဲဒီဘလုံးမဲ့ကန်ပြီးတော့ရက်တီလို့ရဖို့တော့မဖြစ်နိုင်ဘူး။မဖြစ်နိုင်ဘူးဆိုမြန်မာအသင်းတွေမှာပဲအဲကန်နေရမျိုးဆိုရင်ပေါ့ဘလုံးကန်နေရုံနဲ့ရက်တီလို့တော့မရဘူး။အဲထိုင်းလေးရောက်သွားတာမျိုးဆိုရင်ဖြစ်ကောင်းဖြစ်မယ်။ဒါလည်းရခိုင်နှုန်းနည်းမယ်။နောက်တစ်ခုကထိုင်းပြော်ရန်အသင်းတွေမှာရသွားရင်လာသာရတာမျိုးရှိရလို့ကြားတယ်။တခြားကားအနာတော့မသိဘူးပေါ့။ရက်တီလို့ရလောက်တဲ့အချိန်ရလာတော့မသိဘူး။ ိုင်မဲ့တို့လည်းဘာသာစကားတွေဟိုဆက်တွေလူတယ်ဒီပျော်ရမ်းသင်းနေဖြစ်နေအောင်လေလာသာကိစ္စနဲ့အဲ့လိုပတ်စံကိစ္စတွေပြီးမှဆက်ပြောပေးမယ်ခုခဏနေကွန်းကိုရောက်တော့မယ်အဲကွန်းပုံတန်နေနဲ့ဘလူပြိုင်ပွဲမျိုးဆိုတော့တစ်ချက်လေ့လာလိုက်အောင်နော်ပြီးမှအပြန်ပွဲကံပြီးမှအဲ့ကြောင့်နေဆက်ပြောပေးမယ်ဒင်းနေရောကန်တော့ကန်နေ ီသင်းနေနေပဲကန်မှာလားလို့ရှာမသိသေးဘူးဒီမှာတော့နှစ်သင်းကန်နေအမေပြောဖြစ်ဖို့တော့များမှာအဲ့ဒါဆိုသူတို့ဒီလိုပုံမှန်ချင်းကန်နေဖလားဝဲပါညာလုပ်တယ်ဆိုလို live လွှင့်ပေးတာတွေပြီးတော့ကင်မရာမန်တွေပြီးဖလားတွေထောင်ထားတယ်အခုကတော့ပုံမှန်ပြောကန်နေပွဲဝင် foreigner တွေတွေ့ဒါရီတော့ဒီကွန်းမှာ ညနေတိုင်းသင်္นานဆင်းနေပေါ်ရပါနော်ကလေးတွေဒါသူသင်္นานပြီးတော့ဆော့နေတာဒီကွင်းမှာညမှာအပျော်ဝဲကံဖြစ်ခဲ့တယ်။အဲဒီနေ့ကံမနမသိသေးဘူး။မန်းနှစ်သိန်းကံနေတာ။ဒီကဖူးဆက်ဖန်းနဲ့ကံပါနော်။ 你那个青梅，青梅。 ဘင်းကံလည်းဖောက်လာနော်ချိန်မရပြီးတော့လေးပိုင်းကံကဲချိန်မရကံပြီးတော့ခု7နှစ်ထိုးနေ ချို့ညားတယ်ဆိုလူ၁၀နိုင်လောက်မှစကံဖြစ်တာဒီနေ့လဲထိုင်းနေနဲ့ချိန်ကန်တော့ဒါပေမဲ့ဟိုကလူငယ်တော့အတကြီးပိုင်းတော့ဒါပေမဲ့ဒီဘက်ကထိုင်းထိုင်းတော်များကအတကြီးပိုင်းဆိုတဲ့ဘောလုံးကစားတဲ့တော့ကျတော့ပုတ်တာတွေသွားတာတွေနဲ့လိုက်တော့ဆော့သွားတယ်ဒီကလူငယ်တွေများဟင်တော့သူတို့လူကြီးများဆိုပြီးရှော့ကန်လို့များသူတို့ကပုတ်ဆော့တယ်ပြီးတော့ဘောလုံးတွေပိုင်းလိုက်တဲ့တော့ကျတော့ကစားရတာခက်တယ်ဒါပေမဲ့နောက်ပိုင်းကြားလာမှာ အားမမျှတော့ကံပါပဲဟိုပါပြအစာပိုင်းမှာတော့သူတို့လည်းစောင့်နိုင်နေသေးတောက်လျှောက်ပုတ်တယ်သွားတယ်လိုက်တယ်တောက်လျှောက်စောင့်နိုင်သေးရပဲအသက်အသက်ကြီးရသေးပါလေတနင်္ဂနွေတွေမှာဒီလိုဖလားဝဲတွေရှိရဲဂျားဝဲတွေမှာလီပွဲတွေရှိတယ်အဲ့လိုမျိုးဖွင့်နေတခြားရက်တွေမှာညာဒါမျိုးအပြောကန်တာပေါ့ချိန်ပွဲသဘောမျိုးအဲ့လိုနှစ်သင်းနဲ့ရှင်နဲ့နှစ်သင်းကို၄အဲ၄ကမိနစ်၃၄ပိုင်းကန်တာတို့၄သင်းရှင်၄သင်းပတ်လေကန်တာတို့အဲ့လိုကြီးကန်ကြတာ ညာသားဖြစ်အသေးနေရကြတော့အလုသမားတွေကိုယ့်ကိုစုပြီးတော့ကန်ကြတာများတယ်ပုံမှန်ကောင်းတဲ့တွေခေါ်ကန်တဲ့အသေးနေလဲဒါမျိုးဝန်ဆံမတော့အော်တိုနိနေပွဲရှိရဆိုမှလူစုပြီးကန်ကြအခုလိုမျိုးဟိုဒါမှဒီဒီချာနဲ့သွားတာကြတော့ဟိုအသေးနေရမြန်မာအသေးနေမှာလက်ချိုးရည်လို့ရဒီလိုမြန်မာအသေးနေမှာပဲကန်ယူနေရတော့အလုံးမလုံးဖဲနေဒီဘောလုံးကြီးကန်လို့ဒီမှာရက်တီလို့မရအောင်အလုံးလုံးမှကိုရမှာအော်ဆိုဒီမှာတွေကပတ်ဟိုပတ်ဆံရတဲ့ပုံစံတွေကအလိုပြိုင်ပွဲတွေရှိရဆိုရင်ခေါ်ကန်လို့ ဟိုပါတရားလို့ပတ်စံပေးရမျိုးရှိတယ်။တချို့ဟာမှလည်းကောင်းလို့သူတို့လူချင်းတို့ခေါ်ရဆိုရင်တော့ကံချင်းနေနဲ့ခါရဲပေးပြီးခေါ်ရမျိုးရရှိတယ်။ဒါလည်းတစ်ဘက်မှတစ်ဘွဲပြီးတော့အသင်းနဲ့အလူမျိုးမပြီးရတော့တစ်ဘက်ရတာနဲ့လည်းဘလုံးစားလို့ရတာမျိုးမဟုတ်တော့ကြတော့အလုတ်ကလုတ်မှကိုရ။အခုဆက်နေထိုးနေပြီဆိုတော့အတော်အားလာတော့တော်တော်နေနေတိတ်မရှိကြတော့။ဒါပေမဲ့ဒီမှာရညာဝဲရဒါမျိုးတွေကန်တာဆိုတော့ထူးတော့မထူးဆန်းတော့ပေါ့။တခါလေးတနားရင်နှစ်နာရီပြန်ရင်လည်းအဲ့ခောက်တွေလည်းရှိတာ။ ဒါတော့ကိုနန်းဝင်းကျင်မှာကန်လို့ဟိုအဝေးကြီးမှာကန်လို့ပွဲချိန်လေးကြာသွားပြီဆိုရင်ပြန်လာတဲ့ခါကျရင်အာနှစ်နာရီသုံးနာရီမှလည်းရောက်ရှင်ရောက်ဒါမှမဟုတ်နောက်ရက်မနေ့မှလည်းပြန်ရင်ပြန်ရအဲ့နေရာမှာ extra မျိုးအဲ့လိုလေလုံးလုံးသွားပွဲတွေဒီမာရီကန်နေတဲ့ပွဲတွေကတကယ်တော့ဘာမှမဟုတ်ဘူးဒီတိုင်းအဲလုံးလုံးနဲ့ဒီဒီ community ရဲ့ကို စိတ်ပန်းပြေကန်လို့ရအောင်ဖလာဝဲလုပ်ပြီးတပါဟောရှိအဲ့ဒါအောင်မှာကစားသမားနဲ့လူအတင်းနေကောင်းလာတဲ့ခါကျပြန်ဆိုင်မှုပြင်းထန်သွားတယ်ဒါလေးပဲရှိကျန်တာတော့ဘာမှထူးထူးမရှိဘူးအလိုထိုင်းလီဝမ်းတွေလီတူးတွေလူကလေးတွေကန်ပြစ်သွားရင်တော့ဒါတော့အဆင်အထူးရှိတာပဲပုံမှန်ဒီမှာကန်နေတနည်းနည်းပွဲတွေကိုအခုကန်နေထိုင်းလီဆိုတော့ဘာမှမဟုတ်ဘူးသူတို့ရက်ကွက်ထဲမှာလုတ်တဲ့ပုံစံလက်ကွက်တောင်မပေါအောင်သူတို့ဘောလုံးကွန်းတစ်ခွန်းမှာပြိုင်ပွဲတစ်ခုလုတ်တဲ့ပုံစံတသာပဲရှိတယ် ဘာမှမဟုတ်ဘူးဆိုပြီးတော့လူတိုင်းကန်ကွင်းရတာမျိုးတော့မဟုတ်ဘူးအဲ့လိုကန်ဖို့အတွက်ဟို training ဆင်းရတာရှိမယ်အခုမှအသင်းလူမျိုးတွေပြိုင်ပွဲဝင်နိုင်လို့ဒီလိုမျိုးပြိုင်ပွဲတွေကိုဝင်လို့ရတဲ့အသင်းမျိုးလေးဖြစ်ရမှာလေအသင်းတိုင်းမှာသွားပြီးတော့အလိုထိုင်းပွဲတွေကန်ကျင်လို့တော့မရဘူးအပြော်ရန်ဆိုပေမဲ့အဲ့လိုမျိုးတော့ရှိတော့ဘူးဒါအခုကကျွန်တော်ကိုယ်တိုင်ကြုံတွေ့ရတဲ့ပုံဝင်ချင်မှာကြားတာတော့ပဲပြောတာပေါ့ဟိုတခြားပုံစံမျိုးတွေနဲ့လည်းတချို့ရက်တီနေနိုင်တဲ့မျိုးတွေလည်းရှိကောင်းရှိမှာပေါ့ဒါတော့ကိုယ်လည်းမကြုံဘူးမတွေ့ဘူးတော့တခြားတော့မသိဘူးပေါ့ ဒါပေမဲ့လက်ရှိဒီတိထားလောက်ကတော့ဘလို့မှဘောလုံးတစ်မျိုးရဲ့ဒီအပျော်ရန်မြန်မာအသင်းတွေမှာနေနေတော့အလုံးမလို့ပဲယက်တီလို့တော့မရတော့သေးတာ။ဟိုတခြားလူတွေဘလို့မျိုးယက်တီလဲအဲ့လိုရှင်းလဲရှင်းမှာပေါ့အဲ့တခြားမသိဘူး။အခဏနေတော့ဆောင်းရောက်တော့မှအဲဒါဆိုတခြားသိချင်တာတွေပါရှင်းလဲမေးခဲ့ပေါ့။ဒီဘလို့လေးရတော့တော့ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။